အားကောင်းသောမုံတိုင်းငယ်တည်း2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့မြမစံတော်ချိန်9နာရီအချိန်ထုတ်ပြန်ချက်အားကောင်းသောမုံတိုင်းငယ်အခြေအနေယနေ့မြမစံတော်ချိန်နနက်9နာရီအချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောမလက်ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသောမုံတိုင်းငယ်သည်အနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးပိုမိုအားကောင်းလာကအားကောင်းသောမုံတိုင်းငယ်ဖြစ်သို့ရောက်ရှိခဲ့ပါသည် အဆိုပါအားကောင်းသောမုံနိုင်ငယ်သည်မြန်မာနိုင်ငံကော့တောင်းမြို့၏တောင်နောက်တောင်ဘက် ရေမိုင်300မိုင်ခန့်မလေးရှားနိုင်ငံပီနန်မြို့၏အနောက်အနောက်တောင်ဘက် ရေမိုင်135မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံကူတာမက်ကွာမြို့၏အရှိဘက်ရေမိုင်60မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံကာနီကိုဘာမြို့၏အရှိတောင်ဘက်ရေမိုင်၄00မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါသည်အားကောင်းသောမုံတိုင်းငယ်၏ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမည်အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်။အားကောင်းသော မုံတိုင်းငယ်ဤတီနီယာဗဟိုချက်၄ဖီအားနှင့်လေးတိုက်နှုန်းအဆိုပါအားကောင်းသောမုံတိုင်းငယ်သည်မြန်မာစံတော်ချိန်၅နာရီချိန်တွင်မြောက်လက်တီကျု၅ဒသမ၁ဒီဂရီနှင့်အရှိလောင်ကြီးကျု68ဒသမ1ဒီဂရီတွင်ရှိပြီးဗဟိုချက်၄ဖီအား1200ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတနာရီလရင်35မိုင်နှုန်းခန့်ဖြစ်ပါသည်။နောက်24နှစ်အတွင်းခံမှန်းချက်အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရနိုင်ပြီးပုံမအားကောင်းလာကဆိုင်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီးအင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသများကို ဖြစ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။တတိပေးနိုးစော်ချက်အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အချိန်ကြောင့် မုံတမောက်ွေငွန်တနင်းသာရီကံယိုတန်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးမီမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်35မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမုံတမောက်ွေငွန်တနင်းသာရီကံယိုတန်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ကိုးပေမှဆက်တပေခန့်ရှိနိုင်ပါသည် အကြံပြုချက်တို့ဖြစ်ပါ၍အားကောင်းသောမုံတိုင်းငယ်၏အရှိန်ကြောင့်ပြည်ရင်းလေကြောင်းပြန်တန်းရေးမြမကံယိုရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်းတို့ရှိကံဒီကံဝေငါဖန့်ရည်ရင်များတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံအတိပေးနှိုးစော်အပ်ပါသည်